ချစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ရွှေဘွဲသားတွေကရန်ကုန်မြို့လမ်းမတော်မြို့နယ်တန်ဆေးမှာရှိတဲ့ရန်ကုန်ဘူပလာဇာရှင်းနေပြည့်ခန္ဓာကို ရောက်ရှိနေတာဖြစ်ပါတယ်ရန်ကုန်ဘူပလာဇာရဲ့ CEO ဖြစ်တဲ့စာရေးဆရာမြင့်မုံလင်းရဲ့ပြောစကားများနဲ့အတူရန်ကုန်ဘူပလာဇာရဲ့ရှင်းနေပြည့်ခန္ဓာမြင်ကွင်းများကိုကြည့်ရှုရမှာဖြစ်ပါတယ်ရှင် မနစ်ကဈေးအောင်ပွဲတော်မှာဒါ Facebook ပေါ်မှာတင်နေတင်ထားအဲ့ရနေပြီးတော့စားပြီးတော့ဒီစားအုပ်တွေအများကြီးလည်းရှိတော့သဘောကျပြီလာခြင်းပါပုံမှန်အိမ်သားမှရှိရဲဆိုင်လေးကနေပြီးဝက်ဖတ်တာလည်းများတယ်များတော့အပြင်အဒါမဟုတ်လဲအဲ့ဂျုံတဲ့ဆိုင်လေးဒီမှာတွေ့နေပြီးတော့ဝက်ဖြစ်တာများတယ်ဘာလို့စားအောင်မျိုးတွေများတော့ဖတ်တယ်အဲစားအောင်မျိုးများတော့ဖတ်ဖြစ်လဲဆိုတော့အရင်တော့ကတော့ငယ်သေးတော့ပုံမြင်မှုကပြားတော့ဖတ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကအလိုအင်္ဂလိပ်မြန်မာပြန်စားအုပ်တွေဖတ်ဖြစ်တာများတယ် ဒီအခုဒီခါမရဘူးဆိုတော့အခုဒီခါဒီကိုလာတဲ့ခါမှာရောဘယ်လိုမျိုးခံစားရလဲပျော်ရယ်စားရည်အများကြီးပဲစားရည်အများကြီးပဲဆိုတော့ပျော်ရယ်ပေါ့နော်လုံးဝအမျိုးစားရည်လည်းအများကြီးဆိုတော့တိချာကြေးကြေးပြပြန့်လေးရှာဖက်လို့ရတယ်စားရည်အများကြီးရောအဲတခြားသမီးကြိုက်လောက်မဲ့ဟာတွေလည်းလိုက်ရှာပြီးဝယ်လို့ရတယ်ပေါ့နော်ပျော်ရယ်ဘုံလာစားရှိနေပြည့်အတွက်တကားလက်ဆောင်လေးလည်းစားပြီးပါ အဲဒီချက်ပို့ပြီးအများကြီးအများကြီးအောင်ရပါစေပူပူပြီးတော့လေစောက်တိအများကြီးအများကြီးပူပြီးတော့ထပ်ထားနိုင်ပါစေဟုတ်တယ်နည်းဒီဝဲလေးကိုဘလို့တိပြီးတော့ရောက်လာတယ်ဆိုတော့ဟုတ်ဟိုအရင်တုန်းကလည်းရန်ကုန်ပုတ်ပလာဇာပွဲလုပ်လို့ရှိရင်လာဖြစ်တယ်ပေါ့နော်အခုကြတော့လေဒီအစကတည်းကသူပွဲလုပ်မယ်ဆိုပဲကြင်ညာကလေးကလာလာဖြစ်ပါလာဖြစ်မယ်လို့တော့ရည်ရွယ်ထားပါတယ် အဲဒါမဲ့ငလျင်နေပိုင်းလှုပ်တော့ပေါ့နော်ပွေးရွှေလိုက်တော့လဲခူးထက်ပြီးတော့ပြန်လှုပ်တော့လဲဒါဖြစ်တာပါဟုတ်ဒီရင်တော့ကတော့ဒီကစားလို့ဒီနေဟုတ်ရင်တော့လည်းဖတ်ဖို့ပါတယ်အရင်တော့ဆိုရင်တော့ကျွန်တော်ကနေဖတ်ခါဆိုတော့ရင်တော့ဆိုလို့ရှိရင်တော့အဲဝီကနေမှာပြောဖတ်တာပေါ့နော်ခူးရန်ကုန်ရောက်ပြီးတော့လဲဒီလာပြီးတော့ဒါဖြစ်ပါတယ်ကျောင်းတော့ကလည်းလာဘယ်လိုစားလို့မျိုးတွေအများဆုံးဖတ်ဖြစ်အဲကျွန်တော်ကအဲတော်တော်များများယတစာပေတွေကိုတော်တော်များများစိုက်ပါတယ်အဲ ကိုဘောနော်အဲ့ထဲမှာပါတဲ့အကြောင်းအရာတွေကဘောနော်ကိုလေးတွဲဘဝနဲ့ချင်းပြီးတော့ဘောနော်နည်းနည်းတုံးလို့ရတယ်လို့ထင်တယ်ဟုတ်ကဲ့ခုဒီပွဲလေးကိုလာရခံစားချက်လေးအောင်ဘယ်လိုမျိုးလေးဖြစ်ဟုတ်เออสอดดิอ้ายวนเหมือนปอนเนาะครับครับดีดีพวกเราพวกเราสาชินิดเปิดด้วยอ๋อการเล่นสามนี่ก็เยอะจริงครับ ရန်ကျေးဇူးတင်ပါတယ်ဒီလိုဆေးရှပေးရလဲကျေးဇူးတင်ပါတယ်ဒီလိုရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့အတွက်စာအများကြီးပို့ဖတ်ဖြစ်မယ်လို့ကျွန်တော်ကတော့ယုံပါတယ်ဟုတ်ဒါဒီဘွဲလေးကိုဘယ်လိုတည်ပြီးရောက်လာလဲ။ဘယ်လိုလဲဆိုတော့သားမေပြောပြလို့။သားမေမရဘူး။အရင်တော့ဇာဦးတွေဝယ်ပြလာမှာ။ဟုတ်ဝယ်ပြနေရှင်။ဒီလိုလေးရောက်ဖြစ်တယ်အရင်တော့ဟုတ်ဟုတ်။ဒါကဒီဇာဦးဆိုင်ကိုအခုဒီလိုလာတွေ့ရတော့ဘယ်လိုမျိုးခံစားရလဲ။ rồi tại sao để chạy nhật ย ả าอังกฤษสาวดีอังกฤษสาวโชว์เราอายุงนึกว่าเอาเว็บยี่ลาดิสาวสาวใส่นี่เลยมั้งยี่ลาดิลาไอ้ยังเว็บยี่ลาเลยไมมีอะไรเว็บยี่ที่ว่าเราคุ้มอ่ะ้าคผู้ใดชอบอ้ากอยู่เวลลาเราอนเนาะ มาบรมยุริเซนซาเลย င်ကပထမဆုံးတော့ကျေးဇူးတင်တယ်ဒီလိုမျိုးစာအုပ်တွေကဈေးအတက်ငယ်ချင်းလျှော့ပြီးခါကြလူတွေခါရဝင်လို့ရနောက်ပါကျောင်းစာကြည့်ကြိုက်လို့တော့ဆိုရင်ဒါတခါလေးဝင်လို့စီးသွားပါဘူးအမကရောစာဘယ်လိုမျိုးစာအုပ်တွေများဆုံးဖတ်ပြလဲအမကလောလောဆယ်သူကစာအုပ်တွေဖတ်ပြတယ်နောက်အခုရောဆယ်တော့ဟိုကဘာသာပြန်ဘာသာပြန်ရေးထားโอเคပါအဲ့ဒီဘုလားကရှင်နေပြတဲ့စကားလက်ဆောင်ကိုပြောပြပါဘူးဆောင်းဆိုင်နေအများကြီးအများကြီးအများကြီး ထလာပါစီပေါ့နော်ဒီမှာဆိုရင်စာအုပ်ဆပ်ဖို့အတွက်နေရာထားပြီးရတဲ့ကြောင့်လည်းစင်ကြယ်နေတော့ဘဝရဲ့အေးစီတော့ထိုင်ခလို့ရတယ်ဘဝပဲနဲ့လည်းဟိုစာပဲဖတ်ချင်တယ်ဆိုတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်လို့ပြောဒီဘဝလေးကိုဘယ်လိုတည်ပြီးရောက်လာအော်ကျွန်တော် Facebook မှာဒီ post လေးဒီ Marvel Plaza မှာဒီစာအုပ် discount ချရလို့ကျွန်တော် post လေးလိုက်လို့ကျွန်တော်ရောက်လာတာပါ Marvel Plaza ကိုအရင်ကရင်အားပေးလားအော်အရင်ကတော့ကျွန်တော်မရောက်ဖြစ်ပါဘူးဒါပထမဆုံးရောက်ဖူးတာပါဟုတ်ရောက် ရောက်တဲ့အခါမှာတော်တော်လေးအံ့ဩသွားတယ်မဟုတ်ဘူးနော်စောက်တွေလည်းအများကြီးပဲတော်တော်လေးစုံပါတယ်ဒီကတော့ဟိုစာဖတ်ကြည့်တာဟိုဘယ်လိုမျိုးစာရင်းဖတ်ကြည့်လဲအများဆုံးစာဖတ်ဖြစ်တာတော့လေဟိုရွှေဦးတောင်းကတော့အဓိကဖတ်ဖြစ်တယ်ရွှေဦးတောင်းဝတ္ထုတွေဖတ်ဖြစ်တယ်အဓိကတော့ဟိုဈာတစာပြီးတော့ကျွန်တော်တိတ်မဖတ်ဖြစ်ဘူးနော်ဈာစာပြီးတော့ဖတ်ဖြစ်တယ်ဟုတ်အခုဒီဘွယ်လေးပြပါတဲ့ပုံမှာရောကားလက်ဆောင်ကိုပြောချင်တယ် အာကျွန်တော်အမြင်နဲ့ပေါ့နော်ဒီပွဲအာဒီလိုပွဲလေးရတော့လူငယ်တွေတော်တော်အကျိုးရှိမယ်ထင်ပါတယ်။အာတော်တော်များများစားသိမဖက်ဖြစ်ဘူးပေါ့နော်။အာဒီလိုပွဲလေးလုပ်ပြလိုက်တော့ကျွန်တော်တို့လည်းစားဖက်ဖြစ်တယ်။ပြီးတော့ဟိုကိုလိုချင်တဲ့စားအုပ်တွေဒစကောင့်နဲ့ရရတွေလည်းစားအုပ်တွေအများကြီးဝင်နိုင်တယ်ပေါ့နော်။အဲတော့ဒီလိုပွဲလေးစီစဉ်ပေးရတွေလည်းကျွန်တော်ကအကျေးဇူးအများကြီးတင်ပါတယ်လို့။ဆရာမင်္ဂလာပါ။မင်္ဂလာပါ။ဆရာဒီနေ့ကဒီရန်ကုန်ဘုတ်ပလာဇာရှင်းနေ့ပြပွဲခဏလေးတင်ပါတယ်ပေါ့နော်ဆရာ။ဆရာကဒီဘုတ်ပလာဇာကိုစတင်တည်ထောင်ခဲ့တဲ့ အကြောင်းလေးကိုပြောပြပေးသေးချင်ပါလေ။အာရန်ကုန်ပုဂ္ဂလသာကဒီနှစ်ဆိုရင်ရှင်းနှစ်ပြည့်ပြီเนาะဒီလွန်ခဲ့တဲ့ရှင်းနှစ်က၈နှစ်ကျော်သွားပြီပေါ့ဒီကျွန်တော်တို့ရှင်းနှစ်ပြည့်ပွဲလုပ်မဲ့အစီအစဉ်အတင်းငင်းကြောင်းပေါ့เนาะရရွှေဆန်းခဲ့တယ်အဲရှင်းနှစ်ကျော်သွားပြီဆိုတော့ဒီအက္ကလာမှာပေါ့เนาะဒီလိုမျိုးပဲဟိုစာအုပ်ဆိုင်ပေါ့เนาะဒီကြေကြေဝင်းဝင်းနေပေါ့เนาะစာအုပ်တွေအများကြီးဖတ်လို့ဟိုတင်လို့ရပေါ့เนาะတချို့ပြဿနာတချို့စာအုပ်ဆိုင်တွေရှိတယ်စာအုပ်ဆိုင်တွေကျင်းတဲ့အခါကျတော့စာအုပ်အစုံပေါ့เนาะ တင်ဖို့တဲ့နေရာခက်ခဲရှိရတယ်။ဒါကြောင့်ဒီလိုမျိုးဆုံဆုံဆုံနေနေပေါ့နော်။တင်လို့ရအောင်ဆိုပြီးတော့ကြည်ကြဝင်းဝင်းဖန်ဖန်နေတာပြီးဒီထဲမှာ copy sign တော့ပါထည့်ပြီးနော်။နောက်ပြီးတော့တောက်လျှောက်လေးကျွန်တော်ဒီထိမ့်မှတ်ပွဲတွေနော်။ဆိုင်ရည်အတွေ့ဆုံပွဲတွေအဲအဲကျင်းပါတယ်။အဲ့လိုမျိုးခံနိုင်လုပ်နိုင်အောင်ဆိုပြီးရည်ရည်ကျင်းတယ်ပေါ့နော်။အခုဖွင့်နေရတယ်။ဟုတ်ကဲ့။ဒီအောင်စတည်ဆောင်ခဲ့တော့ဆရာအခက်ခဲတွေရရှိခဲ့လား။တကယ်ရတီထောင်မှမဟုတ်ဘူးအခုချိန်ဒီနေ့ထိရရှိနေတယ်ရောရှိနေတယ်လို့ပေါ့နော် ဟိုအားလုံးသိရတယ်မှာစာအုပ်ဆိုပါမျိုးကဟိုအရင်ကြီးလူကြီးရဲ့မရှိမဖြစ်သုံးပုံတစ်ခုမဟုတ်ဘူးလေအဲတော့ဒီစာအုပ်ကကျွန်တော်ဟောကြောက်ဒီစာအုပ်ရောင်းရမှအဲ့ဒီငွေငွေပဲရတဲ့အခါကျတော့အဲ့ဒီငွေငွေတစ်ခုရင်းနေပေါ့နော်ရက်တင်ရအောင်တော့လေးရှင်းပြရတယ်အခုလိုကာလဆိုရင်ပိုပြီးဆိုတော့နော်အထွေထွေပုံများစိတ်တွေပေါ့နော်အထွေထွေပုံများစိတ်တွေကတိုးပွားလာတယ်ဟိုခက်ခဲလာပေါ့နော်ချက်သေးလာတယ်အဲ့လိုအချိန်ကျတော့စာအုပ်ဝယ်တောင်းနေရတယ် အဖြစ်ဖြစ်နေပါတော့ညောင်းလင်းတလောက်တော့များတော့ဘူးဒီလိုမျိုးပေါ့ဒီလိုပွဲရှိရခြင်းကျွန်တော်လူရအများကြီးလာပြီးတော့အားပေးကြပါတော့တန်တော့ဟို discount တွေရပါတော့နော်အဲ channel ချင်းကြရင်လည်းဒီလိုမျိုးကျွန်တော်တော်လေးရောင်းရဖို့ပြတော်လေးရောဟိုရုံးငင်ရပါတော့နော်အဲအဲအကြအခက်ခဲရောစာဖွင့်တော့လည်းဒီလိုအခက်ခဲရှိရပါပဲဒီစာအုပ်ကောအစင်သက်အဲ့လိုပဲအခက်ခဲရှိကြပါဒီလိုကြားရတဲ့အနေနဲ့ကျွန်တော်ရုံးငင်ကြရင်လည်းဒီလိုပဲဖြတ်တန်းနေရပါဟုတ်ကဲ့ ီရှင်းနဲ့ဒါကလာတဲ့မှာရောဆရာကြီးမှန်းထားသလောက်ဘယ်လောက်ထိဖြစ်နေပြီလဲ။အာဒီမန်ဒါဒါလာတော့မဖြစ်သေးပါဘူးကျွန်တော်လုပ်ချင်တဲ့ဟိုဟာစီမံကိန်းတွေ project တွေအများကြီးကြံပါသေးတယ်။အဲဒီတော့လည်းဟိုဘောနော်ချိန်ကာလတစ်ခုစောင့်ပါဘောအားလုံးဟိုစပြေမဲ့ကာလတစ်ခုရောက်တဲ့အခါကျတော့ကျွန်တော်လုပ်ချင်တဲ့တခြားသောစီမံကိန်းတွေပေါ့နော် project တွေလည်းကျွန်တော်ရေးဆက်လုပ်မယ်ဒီမှာကလည်းကျွန်တော်တိုးချဲ့နေတာအများကြီးရှိတယ်နိအဲ့လိုတိုးချဲ့ဖို့ပဲတော်လေး 就那样嘛，或者你家那边呃，哪些民族呢？哪些米也来开开些东西，像那个阿老毛干阿，去到多呀，边前这里家一排亚欧，像那个咩哟，米矮，一般一般那些家伙，那都因为被乡下米呀，像可能罗春那个茶楼，多钱一米海，像多钱一碗，那些那些东西米呀。哎呀，是啊，是啊，义乌边的茶，太贵了，我说呀，偏海市的，我说呀， အဲကျွန်တော်ကအခုဒီ Time City မှာလေ Time City မှာ slow boat ဆိုပြီးရှိရဲဟိုထိုင်းနိုင်ငံချင်းမှမြန်မာပြီးမြန်မာ boat ဆိုချင်းမှဆိုပြီးရှိတာအဲ online မှာဆိုလည်းပြီး distribution ဆိုပြီးနော် online မှာ cloud ဖြင့်ကြီးရှိပါအဆိုင်တိုင်ဝေးရအောင်လုပ်ရှိပါတော့ဟုတ်ကဲ့ဆရာ cloud တိုင်းနေနဲ့ cloud ထုတ်ဝေးတာမှာဒီငါတို့စာရီနာမည်အပြင်စာနာမည်နဲ့ထုတ်ဝေးတာထုတ်ဝေးတဲ့နာမည်ရောရှိတယ်ရှိရဲ့ဒီကျွန်တော်ဒီတက်တုံးတွေပေါ်ဒီချွေးပေါ်ထုတ်ရုပ်ပြဆိုပြီးတော့ အဲ့အနေရောကတ်တုန်းတွေထွက်ပြန်လာပြီးတော့ exist ပုံဆိုပြီးရှိရဲ့ exist ပုံကကြဆယ်ကျော်တက်တွေပေါ့နော်ဆယ်ကျော်တက်တွေအတူတူရဲ့စာအုပ်တွေထုတ်ပါတယ်ဟုတ်ဟာနောက်တစ်ခုကဒီဆရာကဒီအင်ရောက်ပို့ဝါစာမှုစနစ်ကိုဆရာဆက်တင်ခဲ့တယ်လို့ဟိုတိထားရပေါ့နော်ဆရာညဘယ်နှခုနှစ်ကဆက်တင်ခဲ့ရလဲကျွန်တော်စတင်တာမဟုတ်ပါဘူးကျွန်တော်ရှိမှအများကြီးရှိပါဒါရအိုးရှိခင်နေကကျွန်တော်မဝေးခင်နေကအဲ့လိုမျိုးအိမ်အိမ်ရောက်ဖို့ကတော့ PO လို့ခေါ်တာလေ payment order လာမသိဘူး ဘယ်လိုခေါ်လဲမသိဘူးအဲ့လိုစာသေးကနေပြီးတော့မွေးပို့ရတယ်။အခုငွေတွေကနေရှိရကျွန်တော်တို့ငွေငယ်လေးဖို့ကျွန်တော်မွေးနေတဲ့ဒီစနစ်တွေရှိရလား။စာသေးကနေပို့ရဆိုရင်တော်လေးခက်ကောင်းခဲ့ပါတယ်။အဲဂျားကာလာမှာတော့ဒီလိုမျိုးဟိုဒီစာသေးစနစ်တွေပါရင်လည်းအားနေဝိုင်းကာလာကြောင့်များလောက်မသိဘူးရကျွန်တော်မသိဘူး။အဲ့အဲ့ကလာပါဒီအင်ရပိုးဝင်ဆောင်လို့ခဏလေးမေးမိပါတော့နော်။အဲ့ပြီးရခါကျကျွန်တော်ပါအောင်တခြားတော့ထုတ်ဝေကြွေနေဝိုင်းမျိုးကြိုးစားလိုက်တဲ့ခါကျတော့ဒီအင်ရစနစ်ကအခုတော့တော်တော်လေးတင်ကျဲသွားပြီ။ကျွန်တော် အဲ့ဟာကိုသာလုပ်တာဒီဘုက္ကလာသာရှင်းနေရှိပြီဆိုတော့အဲ့ကောင်ဘုက္ကလာသာလည်းနှစ်နှစ်လောက်ဆိုရဲဆိုတော့၁၀နှစ်လောက်ရှိပါပြီ distribution တပြည့်လုပ်ဖြစ်ခဲ့ဟုတ်ကဲ့ကျဒီလိုအင်ရောက်ဝါစာမှုစနစ်ကရောဆရာစာအုပ်ရောင်းအောင်ပို့တက်စေတာ။တက်တာပေါ့အခုအဓိကစာအုပ်တွေရဲ့ကျွန်တော်စာအုပ်ကျွန်တော်တိုက်ကစာအုပ်တွေတဲ့ဒီမကောက်ဒီရှိသမျှစာအုပ်တွေနော်စာအုပ် market ဘုံ market ကြီးတခုလုံးရဲ့ effect ဘိုင်းတော်တော်များများဒီအင်ရောက်ကနေအဓိကဟောဖြစ်ပါတယ်။ဒီ ကျွန်တော်ငင်ဟောဒီပန်းဆိုးတန်းမှာစာအုပ်ဝယ်တယ်လို့စာအုပ်ဆိုင်မှာစာအုပ်မှုရာတော့ကျွန်တော်ကကြိုက်ဒါပေမဲ့ဒီဘက်ခေတ်လူငယ်ကြောင့်အဲ့အမျိုးမကြိုက်ဘူးသူကဘဝင်းတို့ရှင်တို့ကျတဲ့စာအုပ်မှာလိုက်မယ်သူအိမ်ကိုရောက်လာတယ်အဲ့ခါကျမှသူဖတ်ရှင်နဲ့ဖတ်မဲ့သူတို့တပုန်ငယ်ရှင်နဲ့ရမယ်တော့သူတို့ကိစ္စပေါ်လို့နော်အဲ့လိုဖတ်တော့ဖတ်ကြပဲမှာပြီးရင်တော့အဲ့တော့အင်းရောင်စနစ်ကအခုကြောက်တော့လေးတွင်ကျဲတွင်ကျဲတယ်အဲစာအုပ်ဈေးကွက်ရဲ့တဝက်ကျော်ကျော်တော့အင်းရောင်စနစ်ကဟိုဖြစ်သွားပြီနော်ဈေးကွက်ဝေစုရတယ် ထုတ်တယ်ဆိုပြီးခေရေးချင်းနေနိုင်ငံရေးချင်းနေကြအောင်စာအဒီဒီအတွက်ကြောင့်ပေါ့နော်ဆရာစာအုပ်ရောင်းအားကိုထိခိုက်တာမျိုးတွေလည်းဖြစ်လာဖြစ်တာပေါ့အခုပဲငင်းနေလောက်သွားတဲ့အခါကျတော့ငင်းနေလောက်တဲ့နေရာတကယ်ညိုရေးနော်နေပြည်တော်တော့ပြင်မနာတော့ဒီရှမ်းပြည်နယ်တောင်ပိုင်းတော့နော်နောက်ပြီးတော့မန္တလေးတို့အထင်ကြီးမြို့ကြီးပါသွားတဲ့အခါကျတော့တို့တမနေတယ်အမရှင်တယ်စာအုပ်ပြလို့သွားပြီးတော့စိတ်နေမှာပေါ့နော်အဲ့တော့စာအုပ်စီးကွက်ကအများကြီးထိခိုက်တာပေါ့ ဟိုလက်ရှိစာအုပ်ဈေးကွက်ခြေနေရတော့ဆရာဘယ်လိုမျိုးကြည့်ပြီးရှိလဲအဲထိတဲ့နေဆိုရင်လည်းသူကြကြအဲ့လိုစာအုပ်တွေရောင်းနေရတော့ရှိရတော့ဒါကလုံးမှပဲဟုတ်ရေဟိုတောင်းနဲ့တင်းနဲ့ချီရောင်းနေရစာအုပ်တွေလည်းရှိနေတယ်ဟုတ်မှာပဲနော်ဒါအောင်ညင်ရတော့ဘယ်လိုခစ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်လူရသူတို့အတိညာဖွင့်ပြဖို့နော်ဝင်ရင်ဝင်းစာပြဖို့နော်ဒီစာကိုဖတ်နေလို့လည်းဆိုတော့ထင်ရတယ်အဲအတွက်ကြောင့်လူရစာအုပ်တွေကိုဝင်နေကြတော့မယ်အခုလည်းရောင်းနေအခုလည်းဒီလိုမျိုး စ်ကောင်းတွေပဲ꿰ပဲလို့လည်းလာနေကြအောင်လို့ဘုနအခုအထင်မှကြီးနိုင်တဲ့သူတွေရှိနေတာပဲနော်ဒါကိုကြီးကြီးအဖြစ်ဒီလိုဖြစ်တယ်လို့အချိန်နေပဲဖြစ်ဖြစ်ဒီလိုကဒီစာဖတ်ဖို့ငယ်ရောလိုအပ်ချက်ကိုလိုဖြစ်ဖြစ်နေနော်ဒီလိုရဲ့လိုအပ်ချက်တွေစာပြန်နေရှာဖို့ဖြည့်ဆည်းနေတာပဲဆရာကဒီနိုင်ငံတကာ profile တွေကိုတွားတာလည်းတွေ့တယ်ပေါ့နော်ဆရာဒီဒီလိုမျိုးတွားတာကဆရာရဲ့ဒီထုတ်ဝေရေးချက်ကြီးကိုဆရာဘယ်လိုထောက်ကူပြုလဲ ဟုတ်အဲ့အအများကြီးအထောက်အကူယူကျွန်တော်စာအုပ်တွေထုတ်ဖို့အတွက်ဟိုပါဘောအတွေးခေါ်အတွေးခေါ်အများကြီးပြောင်းစီကျွန်တော်ရေစာအုပ်လုပ်ဖို့လိုကင်ကြီးပေါ့နော်တချို့စာအုပ်တွေဥပမာကလေးနဲ့တက်ဆိုင်တဲ့စာအုပ်တွေကလေးစာပေပေါ့နော်ကျွန်တော်စီမံတော့ကလေးစာပေရဘာသာရေးကိုအခြေပြုရဲ့စာကလေးစာပေများရင်နောက်ပြီးတော့ကလေးကိုဆိုဆုံးမရဲ့စာပေပေါ့နော်ဒါမလုပ်နဲ့ဒါလုပ်ဒါလုပ်ပြောအဲ့မိဘရဲ့အရင်ကြိတ်ရောဘယ်လိုလဲတော့ဒီကလေးကိုဆုံးမမှာနည်းနည်း ဘာကြောင့်မှမသိဘူးနော်စာအုပ်ကနေဆုံးမှတော့ပိုလွယ်ထင်တော့ပေါ့လေအဲ့လိုဟာမျိုးကြိုက်ကြရတယ်ဒါပေမဲ့ကလေးကြောင့်ရမယ်မကြိုက်ကြဘူးသူတို့လာဆုံးမနေရမကြိုက်ဘူးပေါ့နော်နိုင်ငံတကာမှာကြောက်ကလေးကိုအတွေးခေါ်အားပေးရတယ်စာအုပ်တွေအရင်ထုတ်တယ်သူတို့ကလေးကိုပွင့်လန်းဖွင့်ပြီးရတာပေါ့ကျွန်တော်တို့ဒီမှာကြောက်လန်းပိတ်ပြီးရစာအုပ်တွေများဒါမလုံးနဲ့ဒါမလုံးနဲ့ဒါမတော့နဲ့ရေးကြည့်မယ်တော်မိဘကမစော်သားနဲ့တော့တော့မတိုင်ဘူးစားမယ်အဲ့လိုကြီးပဲပြောရများနေရမှာเนาะအဲ့လိုမဟုတ်ဘူးခမကျကလေးရဲ့ thinking ရောပဲ ဖက်ဖက်ထုတ်ပါနော်အဲ့လိုဖားရမယ်အဲ့လိုစာအုပ်တွေကြောင့်အဲ့ရောက်မှကျွန်တော်တွေ့ရတဲ့အခါကျတော့အဲ့လိုစာအုပ်တွေကမြန်မာမှာဖတာပြန်ဖြစ်တယ်အဲ့အဲ့ရောနောက်ပြီးပြည်တွင်းမှာလည်းအဲ့လိုစာအုပ်တွေထုတ်တဲ့အခါကျတော့အတွေးခေါ်ကြီးပြောင်းလာပေါ့နောက်ပြီးတော့ဘူပန်ကွင်းကိစ္စတွေပဲထုတ်တဲ့အခါကျတော့အတွေးခေါ်ကြီးအများကြီးပြောင်းလာအဲ့အဲ့ရောဟိုအများကြီးရင်းနှီးမြုပ်နေတယ်ဟိုဒီလေးဘုတ်ဖယ်လေးတစ်ခုနှစ်ခုသွားလိုက်နေတော့အဲ့အဲ့မရနိုင်ဘူးနောက်ပြီးတော့ကျွန်တော် community ရှိရပါတော့ network ပေါ့နော် networking ကိုကျွန်တော်တိစောက်ရတယ် တနာတော့ဒီလိုဘူဖေးကဒီငါနှစ်ပဲရှိပြီးတော့ကျွန်တော်ကဒီလိုထဲမှာဘာမှမဟုတ်သေးဘူးကျွန်တော်ရှိမှရောက်နေ20 30အဲ့လိုဘူဖေးနှစ်တိုင်းအစမပြတ်မပတ်တက်နေလူတွေကမှရုံးငယ်နေရတာမဟုတ်ဒီစာအုပ်လုပ်ငန်းတို့ဒီအင်္ဂလိပ်ညာနဲ့လုပ်ငန်းတွေအကုန်လုံး processing ဆိုတာရှိရ processing အချိန်ကြီးအများကြီးယူရအဲ့အချိန်ကာလတခုကို invest လုပ်ပြီးမှဒါလေးက stability ဖြစ်ရုံတော့လည်းဖြစ်မှာပေါ့နော်အဲ့အချိန်ကြီးအများကြီးယူရဒီလိုဘူဖေးက အရေးကြီးပါတယ်ကျွန်တော်တို့ကျွန်တော်ဒီအောက်ထိုင်နေမှာကအဒီတွင်ထုတ်ဝေသူအလုံးကြီးနဲ့ပေါ့လို့လို့ပဲအခုဆရာတွားခဲ့တဲ့ပုံပဲကဘယ်နှနိုင်ငံလောက်ရှိနေလဲဆရာဟိုဘယ်ရနေဟိုဒီလိုတနေ့တနေ့ကိုလဲထွက်နေရပါတော့တချို့ပုံပဲဆိုမှမနစ်ကဆိုရင်ဒီလိုအချင်းပေါ့နော်ကောလန်လန်ဘူးပုံပဲပေါ့နော်အင်တာနေရှင်နယ်ပုံပဲသွားအခုဒီနေ့ကျွန်တော်ထပ်သွားမယ်ဘတ်ဘတ်ဖဲမှာကလန်လာရှိမှာဇန်နဝါရီလဆိုရင်ကျွန်တော်တို့ပုံမှန်အိန္ဒိယသွားတယ်အဲမတ်လာဆိုရင်အဲထိုင်းသွားတယ်အခုလိုလာဆိုရင် အဲဒါကျွန်တော်မလေးရှားသွားမယ်နောက်တလနှစ်လနေဖိလစ်ပိုင်ထပ်သွားမယ်အဲတလနှစ်လကျော်ရင်ဂျာမနီသွားမယ်အဲ့လိုမျိုးကိုသူကကလန်နာလိုက်ကြီးသွားနေရောဘယ်နှနိုင်ငံရှိလဲဆိုတဲ့ခါလေးရကိုကိုအောင်မေးဒါမဲ့ repeat ကျွန်တော်တစ်ခါလဲအဲ့လိုနိုင်ငံပေါင်းစုံအောင်အများကြီးသွားဖို့မလိုကိုသွားနေကြဘိုဖေးကိုစဉ်ဆက်မပြတ်ထက်ခါထက်ခါထက်ခါသွားနေရမယ်သူတို့နဲ့အမြင် trust ဆိုတော့တကယ်လို့ယုံကြည်မှုကိုတည်ဆောက်နေရမယ်အဲ့ခါကျတော့ကျွန်တော်ကအလိုလိုကြံကျွန်တော်လည်းသူအခုမှလာပြီးတော့ ဟုတ်ဖဲနေမှာတူပြီးငါဒီစာအုပ်လေးရှိရင်မင်းဘာသာပြန်ပါလားမင်းစာအုပ်လေးငါ့ကိုဘာသာပြန်ဖို့ပြီးပါလားကျွန်တော်သူ့ကိုစောင့်ကြည့်လို့ဖြစ်ချင်းတွေ့ရတယ်အဲ့လိုမျိုးကျွန်တော်ကအလုံးမလုပ်ကြဘူးဒီလောကလေးလူရဲ့ဘာအထာလဲအဲ့အထာလည်းခုရှိရတယ်တယောက်နဲ့တယောက်ယုံကြည်မှုကိုတည်ဆောက်ရအောင်နောက်ပြီးတော့ကျွန်တော်တို့လူမျိုးဆိုရင်ကိုစုရတယ်မြန်မာနိုင်ငံဆိုတော့တို့အမြင်မှာဒါတို့ထက်စင်းရဲနိုင်ငံအဲကျွန်တော်တို့ဘယ်လောက်ယုံကြည်မှုရှိရမလဲဆိုတော့အတွေးခေါ်ရပါရှိရတဲ့ခါကျတော့ကျွန်တော်က ငါဝဒီလိုပွဲမျိုးမှာနှစ်တိုင်းငါရှိနေငါသောက်တိုင်းရှိနေငါရှိနေဆိုအမြဲပြောနေတဲ့အခါကျတော့ဖြည်းဖြည်းနဲ့ယုံကြည်မှုတိုးသွားတာနော်အဲ့လိုပဲတခြားလူကလည်းတခြားလူလည်းကျွန်တော်အမြဲကြည့်နော်ဒီလူကကျွန်တော်ဒီတဲမှာဒီ number ထဲမှာရှိနေပါရဲ့မဟုတ်တာလုံးမဲ့မဟုတ်ပါဘူးတော်မျိုးပေါ့နော်အဲ့လိုယုံကြည်မှုတွေတည်ဆောက်ရတာဟုတ်ကဲ့ဆရာဆရာဒါဒီမရုစာဝေးရနေပြီးတော့နိုင်ငံတကာစာအုပ်တွေကိုဒီမိုဘိုင်းဝင်ဝယ်ပြီးတော့ဒီမှာဘာသာပြန်လာပြီးထုတ်ဝေတာတွေ့ရပေါ့နော်ဆရာဒီလိုထုတ်ဝေတဲ့ရည်ရွယ်ချက်ကတော့ဘယ်လိုမျိုး ြစ်မယ်ဆရာဟုတ်အဓိကဟိုကျွန်တော်ကဟိုစာရေးစာရေးပေါ့နော်စာလေးရှိရဲ့စာရေးရဲ့ခါကျတော့စာရေးကဘယ်တော့ခက်လဲဆိုတာတည်လေကျွန်တော်ကျွန်တော်စာရေးကတမ်းမဝင်ပေါ့နော်နိုင်ငံတကာတမ်းမဝင်ပါဘူးအဆင့်အဲ့လောက်မရှိဘူးနော်အဲ့လောက်မရှိရတဲ့လောက်မှာကိုရေးရဲ့စာကိုမြင်လို့ပဲလေဒီကဘာအဆင့်ဖြစ်တဲ့စာရေးတွေကိုဘယ်တော့အားထုတ်ထားရမလဲဆိုတာကိုချင်းစာကိုချင်းစာတော့ ဒီတိုင်းပြန်လာတဲ့အခါကြီးပေါ့နော်လက်လန်းမိတလားပေါ့နော်အကုန်လုံးတော့ကျွန်တော်လည်းမဝယ်ပါဘူးမဝယ်နိုင်ပါဘူးလက်လန်းမိတလားကျွန်တော်ဘူပိုင်ဝင်လေးဝယ်တယ်ပေါ့နော်အဲ့လိုဝယ်အဲ့ဒါတစ်ချက်သူတို့ရဲ့မူရင်းဖန်တီးလေးကိုလေးစားတော့အပြင်ပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ဟိုဒီဒီဒီဘာသာပြန်တဲ့အခါမှာဘူပိုင်ဝင်မပါကျွန်တော်နိုင်ငံတကာမှာကြောက်အဲ့ဟာဟိုရှက်စရာကောင်းတဲ့ဟာလို့ဒီမျက်ပစ္စည်းခိုးတယ်လို့ဖြစ်တာပေါ့နိုင်ငံတကာမှာပြောရပါကျွန်တော်မှအဲ့လိုအဆင်သင့်ဖြစ်တယ်ပေါ့ အဲ့တော့အဲ့ဟာကြောင့်လည်းကျွန်တော်ပဲလေနောက်ပြီးတော့ကျွန်တော်နောက်မဲ့ချိန်မှာကျွန်တော်ကကျွန်တော်ဒီကျွန်တော်ထုတ်ထားတဲ့စာအုပ်တရားတွေနိုင်ငံတကာကိုဘာသာပြန်မှုပိုင်းခွင့်နေတယ်လို့ပြန်ရောင်းချင်တာရှိတယ်။အခုလည်းရောင်းဖို့စ조사နေတယ်လို့ရောင်းထားပြီးသားရယ်ကျွန်တော်ရှိနေပြီเนาะအဲ့ဒီအခါကျတော့အဲ့လိုရောင်းဖို့အတွက်ဆိုတော့ကိုကအရင်အဲ့ဒီဟာကိုလေးသက်တမှုပြုအရင်ဝယ်ထားရဝယ်ထားမှကျွန်တော်ရောင်းမဲ့ဟာကိုသူကပြန်ဝယ်ခြင်းမှာပေါ့သူများဟာကြောင့်ရောရတယ်လို့အလကားယူပြီးကိုကကျွန်မပြန်ရောင်းစားခြင်းလို့တော့မဖြစ်ဘူးเนาะအဲ့ဒါကြောင့်သူများဟာကို ုပစ္စည်းကိုရောင်းကြည့်နေတဲ့အတွက်ကြောင့်အများပစ္စည်းတွေကျွန်တော်အရင်ဝယ်ရသေးတယ်ဒေတာတစ်ခုကိုလည်းပြရသေးတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီဘာသာပြန်မူဝယ်ခွင့်နေမူဝယ်ပဲနဲ့နိုင်ငံတကာဒီလိုမျိုးစာပေပွဲတွေတွားနေတော့ကျွန်တော်လည်းနည်းနည်းပြဿနာရှိရတယ်သူကဘာပဲမဝယ်လဲမေးတော့မှာပေါ့နော်အဲအဲ့အကြောင်းလည်းဝယ်ပါဒါပေမဲ့ဒါရဟိုဟိုအချိန်ကာလတစ်ခုရောက်သွားတဲ့ခါကျရင်ပေါ့နော်အခုဆိုမြန်မာမှာမူဝယ်ခွင့်ဥပဒေအရတက်ဝင်ပြီပေါ့နော်အဲ့တော့အချိန်ကာလတစ်ခုရောက်သွားတဲ့ခါကျရင်မဖြစ်မနေဒီကိစ္စအလုပ်ကိုတော့မဒါရစကားအိမ်မှာထည့်ပြောနေရမယ့်ကိစ္စမဟုတ်တော့ဘူး ူပိုင်ခွင့်ကိုဖွဲ့ဖို့ဝယ်ရမယ်အဲအဲအဲအခုတော့ရှင်းအောင်ပြောပါဦးဆိုတော့တော်တော်လေးဒါအခြေကျနေပြည်နယ်တို့နိုင်ငံမှာတော့မှမူပိုင်ခွင့်ကမဝယ်ပဲနဲ့မထုတ်တော့ဘူးသူအနေထားပြည်နယ်ရောက်တော့เนาะတခြားနိုင်ငံတွေတော့เนาะပုံအောင်မှရှိအောင်ဒီမှာဖိလစ်ပိုင်တော့အင်ဒိုနီးရှားတော့ထိုင်းတော့စင်ကာပူတော့မလေးတော့ဆိုပြောမှနေတယ်ပေါ့နော်အကုန်လုံးဒီကိစ္စတခါရဲ့ထည့်ပြီးအခုလိုပြောနေနေတာမလိုပဲကိစ္စဘာကြောင့်ဝယ်ရတယ်လေဆိုတော့ပြောစရာမလိုဘူးပြောလို့မဝယ်လို့မရတယ်ဥပဒေကသူများပြည့်စည်ရေနော်ဝယ်လို့မရအဲဒါပေမဲ့တစ်ချိန်ကျရင် မြန်မာပြည်ကလည်းအဲ့လိုဒီကြပေါ်ဖြစ်လာအဲ့ခါကျရင်တော့ဒီလို practice ရှိတာလည်းကောင်းပါဟုတ်ကဲ့ဒါကဒီမလေးရှားအတွက်ကိုစာအုပ်တွေလုပ်မယ်လို့ဆရာ post တင်ထားတွေ့ပေါ့နော်ဆရာဒီအခြေအနေလေးရောဘယ်လိုဖြစ်သွားလဲအဲ့အကျွန်တော်ကမလေးရှားမှာကိုတာပူပူဆိုတာလေကိုတာပူပူဆိုတာအင်္ဂလိပ်လိုပြောနေတော့ပုတ်ကပီတယ်ပေါ့နော်သူကအဖွဲ့အစည်းရှိတယ်သူကအစိုးရတဝက်ဟိုပုတ်ကလီကတဝက်ပေါ့နော်ထုတ်ဝေတဝက်ပါရအဖွဲ့အစည်းသူကနေပြီးတော့သူကစာကြည့်တိုက်တယ်ပြီးတော့ management လို့တယ်မလေးရှားမှာရှိရဲ့ ဖာကြီးတက်တဲ့အရင်မြန်မာလေးရှာမှာတစ်နှစ်ကိုဒေါ်လာ10နဲ့ချီပြီးတော့ဖာကြီးတက် budget တရှိအဲ့အောင် management လို့ရတော့ပဲသိပေါ့နော်အခုဒီမလေးရှား international book ဖွင့်ရောပေါ့ဦးမှာ season နဲ့ခင်မှာသူတို့တစ်စိတစ်ပိုင်းပါရဲ့စာပေးဖန်ရအပဲသိပေါ့နော်အဲ့တော့သူတို့ကနေပြီးတော့ဒီမြန်မာပြည်ကစာကြည့်တိုက်တွေများရှိခဲ့မယ်ဆိုရင်သူကလှူခြင်းနဲ့စာအုပ်တွေလှူခြင်းနဲ့နောက်ပြီးတော့စာကြည့်တိုက်ကို set up တဲ့ PC ရေလိုရင်နောက်ပြီးတော့စနစ်တွေပေါ့နော် system တွေလိုရဲ့အဲ့ဟာရေပေါ့သူကသူတို့ မလေးရှားနိုင်ငံနဲ့တော့မြန်မာစာတိတိုက်ရှိခဲ့မယ်ဆိုတော့သူကထောက်ပံ့ပေးမှာမရှိအခုကျကျွန်တော်ကမရှိတဲ့လောက်ဖြစ်နေတဲ့အခါကျဟိုရောက်မှကျွန်တော်ကနည်းနည်းကြိုးစားပြီးတော့မြန်မာ community နဲ့ချိတ်ဆက်ပြီးတော့နော်ဒီလိုစာတိတိုက်လုပ်ချင်တဲ့လူတွေများရှိရင်ကျွန်တော်အဲ့ဒီအခွင့်ကိုချက်ပြီးမှချက်ပြီးတော့သူကအများကြီးလူနိုင်တယ်သူကဒေါ်လာတန်းနဲ့ချီပြီးတော့ budget တွေတုံးနေရပွဲစာဟုတ်တဲ့လူတွေ furniture တွေလူတွေစာတိတိုက်ရဲ့ management စနစ်တွေလည်းသူကလူတွေပညာရှင်တွေလည်းသူတို့မှာအလုံးလောက်ရှိတယ်အဲ့ဒီမြန်မာ့ဥမာသူကမြန်မာ migrant ဘောပါလေးအများကြီးရှိတယ်။အဲဒီလိုမှပကီးတိုက်လေးများရှိရင်ကောင်းမယ်ဆိုတော့စိတ်နဲ့ကျွန်တော်ရှာပါဘောနော်။အဲတွေးကြရင်တော့အဲ့လိုမျိုးစီစဉ်လို့စီစဉ်ရှိပါမလေးရှားတော့ဘယ်လိုမှရှိတယ်မလို့ထိုင်းမှာဆိုတော့ပကီးတိုက်လေးရှိကြတယ်။မလေးရှားမှာဘယ်လိုမှရှိဘူး။တူကြကြဟိုမြန်မာနည်းနည်းလေးပဲရှိရဲ့ဘရူနိုင်းတို့နိုင်ငံမှာတော့ပကီးတိုက်ရှိရဲ့ဂျပန်မှာလည်းရှိရဲ့ကိုရီးယားမှာလည်းရှိရဲ့မလေးရှားမှာလည်းကျွန်တော်စိတ်နဲ့ရှိမယ်ဒီမှာကျွန်တော်မတွေ့ရရနေပါဘူး။အဲ့တကူပါဆရာဒီဆရာကဒီနှစ် ဖက်ရောအရင်နှစ်ကရောပေါ့နော်ရွှေတက်ရတစာပြီးစုပြေးပွဲတက်စုချင်းချင်းကိုဖက်ခဲ့နေပေါ့နော်ဆရာဟုတ်ဆရာကစာရေးသူတယောက်လည်းဖြစ်တာဆိုတော့ဒီရွှေတက် digital စာမျက်နှာမှာရင်းနေတဲ့ cloud တွေအတွက်ဆရာစကားလက်ဆောင်လေးဖတ်ပြပါဟုတ်ဒီဟိုကျွန်တော်က magazine တွေပေါ့နော် magazine တွေဖက်တင်ရဟောကျွန်တော်တို့ကြိုက်ကိုကနှစ်ခုရေးရတဲ့ဒီ editor တွေပေါ့နော် editor တွေကကျွန်တော်စာကိုတီးဖြတ်ပြီးတော့အသုံးပြုခွင့်ရရရတာဘာလည်းမှမတူဘူးပေါ့နော်ကိုစာကိုကို Facebook မှာ post တင်တော့ရတယ်ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲနဲ့ editor ရေးတီးဖြတ်ပြီးတော့ editor ရေးကကြိုက်လို့ရွေးတဲ့တွေဆိုတာဒါ editor တစ်ခုပေါ့နော်ကျွန်တော်တို့စာပေါ်မှာဒီ editor အဖွဲ့အရင်ကြည့်မှုရှိရဲဆိုရဲအားမျိုးကိုပုံသိက္ခာတစ်ခုရရလို့ယူဆအဲ့တော့အဲ့ဒီအစင်တာလေးကရှိသေးခြင်းနဲ့အရွှေတက်မှာအဲ့တော့ editor အဖွဲ့လေးရှိတယ်အဲ့ editor အဖွဲ့ရန်နေရွေးချက်ပြီးတော့ခံရတယ်ခံရတဲ့ဟာကထပ်ပြီးတော့နော်တခြားတော့ပုံသိက္ခာရှိတဲ့စာရေးတရားရဲ့ရွေးတဲ့စုကိုလည်းအဲ့ဒီကရရဆိုတော့သူကအမှန်နဲ့သူကြရအခွင့်အရေးတစ်ခုပေါ့နော်အဲ့လိုအစင်တာလေး ဒါထက်ရှိနေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းတိတ်တိတ်တပိုင်းပါနော်ပါပါဖြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာတက်ပြပြကျွန်တော်လည်းရှင်းပြပေးပါရှင်းပြပါလို့